မင်္ဂလာပါခင်ဗျာအိုင်ဒီယာမြန်မာကနေပြီးတော့ဒီဇင်ဘာလ10ရက်နေ့မြန်မာနိုင်ငံတောင်ဝမ်းမှာရှိတဲ့စည်ရေးစည်းဝါးရေးလူမျိုးသတင်းတွေကထူးခြားတဲ့သတင်းချုပ်ကိုကောက်နှုတ်တင်ပြပေးမှာဖြစ်ပါတယ်ပထမဆုံးတင်ပြပေးလို့တဲ့သတင်းပုဒ်ကတော့ရာသမြုံနယ်ကရွှေစင်ရွှေဆိုင်ဓမြတိုက်သူနယ်ကျန်းအပါရီကိုဖမ်းမိတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်မြောင်းတိုင်းဒေသကြီးလာသာမြုံနယ်အမှတ်3ရပ်ကွက်မဟာဗန္ဓုလလမ်းကရွှေစင်ရွှေဆိုင်ဓမြတိုက်သူတွေကိုဒီဇင်ဘာလ9ရက်နေ့ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ် ရွှေဆိုင်ကိုဓမြတိုက်လူရက်မှုကျူးလွန်တဲ့မြို့သားနှစ်ယောက်နဲ့လူရက်တဲ့ပစ္စည်းတွေကိုလက်ခံသိမ်းဆည်းပေးခဲ့တဲ့ကျန်ရပါမြို့သမီးနဲ့အမျိုးသားတယောက်တို့ကိုပါဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဓမြတိုက်သူနှစ်ယောက်ကတော့တကီတာမြို့နယ်ရှိအောင်ဘရာသာလက်ဖက်ရည်ဆိုင်ပိုင်ရှင်ကိုအောင်စင်ဆိုသူနဲ့အဖျော်ဆရာဆိုသူမြို့သားတို့ဖြစ်တယ်လို့ဒုံညိုကြီးတပ်ဖွဲ့နဲ့နှီးဆက်သူတွေထံကသိရပါတယ်။လက်ရှိမှာဓမြတိုက်မှုကျူးလွန်သူတွေကိုတော့သက်ဆိုင်ရာ နေမြေရဲစခန်းမှာဖမ်းဆီးထိန်းသိမ်းကစစ်ဆေးမှုတွေဆောင်ရွက်နေတယ်လို့သိရပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ပေတထောင်နဲ့တဲ့ကြောက်ထဲမှာ6ရက်ကြာပိတ်မှုနေသူကိုအသက်ရှင်နေရကဲထုတ်နိုင်ငယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ချန်ပီနယ်မြောက်ပိုင်းကြောင်မဲမြို့နယ်ပင်ပေါ်ကျေးရွာအုပ်စုနောင်ပြစ်ကျေးရွာနီးရှိပေတထောင်နဲ့တော့နတ်ဆောင်ဟောင်ကြောက်ကမ်းပါအတွင်းသူပြုတ်ကြက6ရက်ကြာပိတ်မှုနေသူကိုအသက်ရှင်နေရကဲထုတ်နိုင်ငယ်ကြောင်းသိရပါတယ်။ပြုတ်ကြသူဟာနောင်ပြစ်ကျေးရွာသားအိုင်မုံ သက်29နှစ်ဖြစ်ပြီးဒီဇင်ဘာလ3ရက်နေ့နံနက်ပိုင်းကနန်းဆန်ဟောင်းကြောက်ကမ္ဘာနီရှိ ရှင်းထောင်ဖန်းနေစဉ်ခြေကျော်ပြီးကြောက်တွင်းသို့ပြုတ်ကျကာကြောက်မှာအလွန်နဲ့သောကြောင့်ပြန်ပတတ်နိုင်ပေကြောက်ထဲမှာအစာရည်စာငတ်ပြီးပိတ်မိနေခြင်းဖြစ်တယ်လို့သိရပါတယ်ပြစ်စင်ဖြစ်ရသောကြောင်မဲခရိုင်မိသက်ဦးစီးမှုယုံမှလက်ထောင်ညချရင်မူဥကုတ်ကူဦးဆောင်သောမိသက်တပ်ဖွဲ့ဝင်15ဦးတို့ဟာကယ်ဆယ်ရေးပစ္စည်းများနဲ့အတူတကွသွားရောက်ပြီးကြောက်ထဲကျနေသူအား အစိုးရိမ်ဒဏ်ရာများဖြင့်ဒီဇင်ဘာလ၈ရက်မွန်းလွဲ၂နာရီအချိန်မှာကဲထုတ်နိုင်ခဲ့တယ်လို့သိရပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ဆောင်းစုမြို့နယ်အတွင်း2025-2026စီထွက်သီးနှံစုစုပေါင်းအေက3664ကစိုက်ပျိုးရရထားတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။မွန်ပြည်နယ်ဆောင်းစုမြို့နယ်အတွင်း2025-2026စောင်းသီးနှံစိုက်ပျိုးထုတ်လုပ်မှုအတွက်စီထွက်သီးနှံစုစုပေါင်းအေက3664အေကစိုက်ပျိုးရရထားကြောင်းသိရပါတယ်။ ၎င်းရထားချက်ကြောင့်နေကြာ3520ဧကမြေပဲ119ဧကနဲ့နှမ်း25ဧကတို့ပါဝင်ပါတယ်ထို့ပြင်ပဲမျိုးစုံ9281ဧကပိုက်ဆံလျှော20ဧကစိုက်ပျိုးနိုင်ရန်အတွက်ရထားကြောင်းဒီဇင်ဘာလ9ရက်နေ့မှာသိရပါတယ်ဆက်လက်တင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့တီဘောနဲ့လာရှိုးကြားရှိစင်တရာယာယီပိတ်ထားမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းတီဘောနဲ့လာရှိုးမြို့ကြားရှိစင်တရာရဲ့ကြံငင်းများပြင်ဆင်နေရန်ရှိပြီး ၎င်းကိုပြင်ဆင်ရန်၃ရက်ခန့်ယာယီပိတ်ထားမယ်လို့သိရပါတယ်။တရားပြင်ဆင်ချိန်ဒေသအတွင်းခီးသွွားများအစဉ်ပြေရန်အတွက်စင်ဖောင်စိမ့်မှတဆင့်ဖောင်ဖြင့်ကားငယ်များကိုအသွားပြန်ပို့ဆောင်ပေးသွားမယ်လို့လည်းသိရပါတယ်။စင်တရားပြင်ဆင်မှုဟာဒီဇင်ဘာလ၉ရက်မှာစတင်ပြင်ဆင်မယ်လို့သိရပါတယ်။လက်ရှိချိန်ထိတရားပိတ်ထားခြင်းမျိုးမရှိဘဲခီးသွွားရင်များပုံမှန်ဖြန့်တန်းသွားလာလို့ရနေသေးကြောင်းသိရပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ ဤရင်းဖုံးပုံပစ္စည်းလိုအပ်ချက်ကြောင့်ဖုံးပြင်ဆိုင်အများစုဟာဖုံးစုံများကို ပြန်ဝယ်ကာပြင်ဆင်ရတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ဤရင်း၌ဖုံးပြပြင်သောဆိုင်အများစုဟာဒီခုနောက်ပိုင်းတွင်ဈေးကတ်တွင်အပူပစ္စည်းရှားပါးလာမှုကြောင့်ဖုံးစုံများကိုပြန်လည်ဝယ်ယူစုဆောင်းလာကြကြောင်းဖုံးပြင်ဆိုင်ဖွင့်ထားသူများထံမှသိရပါတယ်။အဆိုပါဖုံးစုံများမှမှန်ကြိုးများဘက်ထရီများဆက်ပြားများနဲ့ကင်မရာများအပါအဝင်ပြင်းစင်ရမှာလိုအပ်သောအစိပ်ပိုင်းများကိုထုတ်ယူသုံးစွဲခြင်းများရှိပြီးဖုံးစုံများကိုအနေအဆုံးအောက်ဆေးဖြင့် လိုက်လံဝယ်ယူလုတ်ကင်နေကြခြင်းဖြစ်တယ်လို့သိရပါတယ်။အပိုပစ္စည်းကရှားလာတယ်။အရင်လိုတိတ်မွေတော့ဘူး။တစ်ခါတစ်ခါပစ္စည်းလိုလိုမင်္ဂလာတောင်ကျွန်းနဲ့ပလာဇာရဲ့ပက်ရှာရင်အောင်တနေ့ကုန်ခြေတုံပြီးလိုတဲ့ပစ္စည်းကရမလာဘူး။ဒါကပြန်ရင်လဲဈေးကများတော့ကုပြင်ကတွေကမကြံဘူး။ပစ္စည်းတွေဈေးကြီးလို့ပြင်ကတိုးတောင်းရင်စိုက်ကိုလူမလာတော့ဘူး။အဲ့လိုတွေဖြစ်လာတာဟုဘုံပြင်ဆိုင်ဖွင့်ထားသူတို့ကရှင်းပြပါတယ်။ဟုတ်ဖုံးစုံများကိုပစ္စည်းအောင်များရောင်းချတော်သူများထံမှတဆင့် လိုင်လံဝဲယူရခြင်းများရှိပြီးဟန်ဆက်တစ်ခုချင်းစီလိုက်တက်စခရင်များကိုကြက်1000ကျွဲမှ2000ကျားဖြင့်၎င်းကီးပတ်များကို2000မှ3000ကျက်ဖြင့်၎င်းဟုံးမန်ဂျုံနဲ့အောက်ချမ်းထိုင်ဘယ်ရီထိုင်များဟုံးကင်မရာများစသည်တို့ကိုပိတ်တာခြင်းဖြင့်၎င်းဝယ်ယူကပြန်လည်သုံးစွဲနေရသည်လို့သိရပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းပုတ်ကတော့ရခိုင်ပြည်နယ်စစ်တွေမြို့တီနှစ်နေရာပြေပွဲဇန်နဝါရီလ22ရက်ကနေ 23ရက်ထိကျင်းပပြုလုပ်မည်ဆိုတဲ့သတင်းဖြစ်ပါတယ်။ရခိုင်ပြည်ရဲ့မြို့တော်စစ်တွေကိုတည်ခဲ့တဲ့နှစ်နေရာပြည့်ပွဲကိုလာမယ့်2026ဇန်နဝါရီလ22ရက်ကနေ23ရက်ထိစစ်တွေမြို့မှာ3ရက်ကြာကျင်းပသွားမယ်လို့သိရပါတယ်။အဲ့ဒီပွဲတော်ကိုရခိုင်ပြည်နယ်စိုးရွားဖွဲ့ကဥဆောင်ကျင်းပသွားမှာဖြစ်ပြီးပွဲတော်ကျင်းပရေးကော်မတီဝင်တွေကိုစစ်တွေမြို့ကအရက်ဖက်နဲ့ဌာနဆိုင်ရာတွေပူးပေါင်းပြီးဖွဲ့စည်းထားတယ်လို့သိရပါတယ်။ဝင်ကဘာအတွင်းမှာလဲအခစားပွဲပျော်ရှင်ပွဲရိန်းကားတွေ ဘုံနီစတူဒီယိုတေးတန်သားတွေနဲ့ည၈နာရီမှာဖြော်ပြတာစစ်တွေမျိုးရဲ့ရှေးအောင်မှတ်တရဓပုံတွေစစ်တွေမျိုးဘွားထင်ရှားတဲ့ရဟန်းရှင်လူပုဂ္ဂိုလ်များမှာကိုလိုနီခေတ်မှာဒီနေ့အထိရှိနေသေးတဲ့အဆောက်အုံတွေစစ်တွေမျိုးနဲ့ပတ်သက်ပြီးရေးဖွဲ့ထားတဲ့ကြပြားတွေကိုဘီနိုင်ကချက်တွေချိန်ဆပြီးခစ်ကိုတင်ရတဲ့ကန်တွန်းကချက်တရာလောက်ကိုချိန်ဆပြသသွားမယ်လို့သိရပါတယ်။နောက်ဆုံးပြပြပေးလို့တဲ့သတင်းပုဒ်ကတော့မြန်မာအတွက်ပထမဆုံးရွှေတစိမ့်ကို ချင်းလုံးကနေစတင်ဆွတ်ခုပြီဆိုတဲ့သတင်းဖြစ်ပါတယ်။33ချိန်မြောက်အရှိတောင်အာရှအကစားပြိုင်ပွဲကြီးမှာမြန်မာနိုင်ငံအတွက်ပထမဆုံးရွှေတံဆိပ်ကိုချင်းလုံးကနေစတင်ဆွတ်ခုခဲ့ပြီဖြစ်ပါတယ်။ရိုးရာချင်းလုံးအမျိုးသမီးပြိုင်ပွဲအသင်းလိုက်အုပ်စုပတ်လည်ပြိုင်ပွဲ Legend Event 3ပြိုင်ပွဲမှာစတင်ဆွတ်ခုခြင်းဖြစ်တယ်လို့ကနဦးသိရပါတယ်။မြန်မာအမျိုးသမီးအသင်းဟာရိုးရာချင်းလုံးပြိုင်ပွဲမှာဘောလုံးပွဲ၌နှစ်ပွဲကစားနှစ်ပွဲလုံးအနိုင်ရကရွှေတံဆိပ်စုရရှိနိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒီကနေ့ဖော်ပြပေးခဲ့တဲ့သတင်းတွေကတော့ မြန်မာနိုင်ငံတော်ဝမ်းမှာရှိတဲ့စီရေးစီးပွားရေးလူမှုသတင်းတွေကသူကြတဲ့သတင်းအချို့ကိုရွေးချယ်ပြီးကောက်နှုတ်တင်ပြပေးလိုက်တာဖြစ်ပါတယ်။အားလုံးကိုစိတ်နှပြကျမ်းမာရှင်းလန်းကြပါစေခင်ဗျာ။